နားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်။ Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတစ်ခါဖတ်ပြချင်တာလေးကတော့ဆရာခတ်စော်ရေးသားထားတဲ့မရေကမ်းမှာ20ဆိုတဲ့ပြည့်ရမှန်ဝိတုတိုလေးပဲဖြစ်ပါတယ်ရှင်။ဒီဝိတုတိုလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မြတ်တမ်းရက်ခံပါစေရှင်။အသစ်တင်တိုင်းသိရှိနိုင်ဖို့အတွက်လည်း Notification ခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။မရေကမ်းမှာ20 ိုင်းတရားခံပြည်ရဲစီယာဝန်အားမြန်မာနိုင်ငံမော်လမြိုင်မြို့တွင်ဖမ်းမိ2012ခုနှစ်ကထိုင်းနိုင်ငံဖက်ချက်ဖူရီပြည်နယ်စိုက်ပျိုးရေးခြံတွင်မှထိုင်းလူမျိုးနှင့်မြန်မာနိုင်ငံသားအလုပ်သမားတွေကိုတပ်ပြီးအလောင်းဖြောက်ဖျက်ခဲ့မှုမှာအဓိကတရားခံရဲစီယာဝန်ဖဲ့စုဘက်ကထိုင်းတရားရုံးကတည်တံ့ချမှတ်သူဖြစ်ပါတယ်တရားခံဟာအမခံနဲ့အပြင်ကနေ အမှုကိုဆက်တိုက်ပြီးထွက်ပြေးသွားခဲ့တာပါတရားခံပြည်ဖဲ့စုဘက်နဲ့အတူမယံငယ်ကိုထိုင်းရဲတပ်ဖွဲ့က2016ခုနှစ်ဒီဇင်ဘာ18ရက်က မြန်မာနိုင်ငံမော်လမြိုင်မြို့ဖခင်ရဲ့ရမညာဟိုတယ်တဲခုခန်းမှာလိုက်လံဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။တရားခံဖြစ်သူဟာသူ့ပိုင်ချန်အတွင်းမှာမြန်မာနိုင်ငံသားတွေကိုတရားမဝင်ခိုးသွင်းပြီးလူကုန်ကူးမှုနဲ့ပါပတ်သက်နေကြောင်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်းသိရပါဗျ။စိတ်မထင်တိုင်းမြန်မာနိုင်ငံသားတွေကိုမြန်မာနိုင်ငံသားလူယုံတွေကိုတတ်ခိုင်းခဲ့ပြီးမြေမြုပ်ဖျောက်ဖျက်တတ်တဲ့တရားခံဖက်စုဘက်ရဲ့လက်အတွင်းကထွက်ပြေးလွမြောက်လာသူတို့ကစတင်တည်င်းပေးဖော်ထုတ်ခဲ့လို့လူသက်မှုတွေကိုစက်တိုက်ဖော်ထုတ်နိုင်ခဲ့ပါဗျ။ မိမ၃ယောက်ယူထားတဲ့တရားခံပြေးဟာထိုင်းမြန်မာနယ်စပ်ကနေနောက်ဆုံးမရင်ငယ်နဲ့အတူမြန်မာနိုင်ငံနဲ့ထွက်ပြေးခဲ့တာကိုမရေလက်ကနောက်ကလိုက်လာပြီးမော်လမြိုင်ရဲကိုတရင်ပေးခဲ့တာဖြစ်တယ်လို့တရင်တွေမှာရေးသားဖော်ပြထားပါတယ်။အထက်ပါတရင်ကိုဖတ်လိုက်ရချိန်မှာ ကျွန်တော်ထားကုန်မတက်ဝမ်းသာသွားမိတယ်။အဲ့ဒီတရင်ထဲမှာပါရှိတဲ့လူသတ်မှုတွေကိုတရင်ပေးဖော်ထုတ်ခဲ့သူမြန်မာနိုင်ငံသားတအုပ်ကိုမကြသေးမီအချိန်ကပင်ကျွန်တော်တို့ရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ယခုဖမ်းမိတဲ့တရားခံထိုင်တဲ့ကဘယ်စီဘယ်ဝယ်တွင်ရှိနေမှန်းပဲမသိလူသတ်မှုတွေကိုတရင်ပေးဖော်ထုတ်ခဲ့သူကိုယ်တိုင်အဆိုပါထိုင်တဲ့ထံမှာနှစ်ပေါင်း20ကျော်ကြာကျွန်ပေါ်ဝါဖြင့်နေခဲ့ရသူတူမွန်ပြည်နယ်စိုက်ထုံမြို့အနီးမှာကြောက်ကြီးတောင်ဖုန်ကြီးတောင်ဟုအမည်ရသောတောရကျောင်းလေးတွင်ကိုကလားကိုကျွန်တော်တို့ခက်ခက်ခဲခဲရှာဖွေတွေ့ဆုံခဲ့ရတယ်။ရက်ဆက်လာတဲ့ထိုင်းလူမျိုးတတိဖဲ့စုဘက်ရဲ့လက်အောက်မှာနှစ်20ကျော်ရရှိခဲ့တဲ့တူတံရရီနဲ့ကိုကလားကငိုပါတယ် ဒုံတိဖြစ်နေတဲ့သူ့ရဲ့ဘယ်ဘက်လက်သူ့မိသားစုသူ့သားသမီးလေးများအကြောင်းကိုပြောပြပါရယ်။ကိုကလာရဲ့ဘဝကိုရုပ်ရှင်ဆက်လွန်တယ်လို့ဆိုရင်အတော်လေးကိုဆက်နာတဲ့ရုပ်ရှင်ဖြစ်ပါလိမ့်မယ်။ကိုကလာရဲ့ဘဝမှန်ကူကွက်များကိုစာမျက်နှာထက်တွင် တကွက်ချင်းကြည့်ရှုကြမည်ဆိုလင်ဒိုင်းကနေထိုင်းတတိရဲ့ဆေးရည်တံအစုံမှတနတ်တံပါထွက်ပေါ်လာတယ်။တနတ်တံနဲ့အတူတပင်ဘောကမြမအလုတမတအူကားကနေပြုတ်ကြလာတယ်။ကလာမြေကော်ဆက်သွားယူစမ်း ဒီဖမအလောင်းကိုဝေယုံပင်အောက်မှာမြုံမယ်။တတိယရဲ့ခိုင်းစင်မှုကြောင့်တပ်ပင်တက်ခုံနေစဉ်ခါချင်းကိုက်တဲ့ပြင်ဇော်ရကတက်မိတဲ့မြန်မာနိုင်ငံသားကရင်လူငယ်ရဲ့အလောင်းကိုတတိယရဲ့အမိန့်အတိုင်းသူမြုပ်ရပြုံးမယ်။ထိုင်းနိုင်ငံဖေဗူရီမြို့မှာခရိုင်ရဲစရာဝန်တအုပ်ဖြစ်ပြီးတတိယတအုပ်လည်းဖြစ်သူဖက်စုဘတ်တပ်ပစ်ခဲ့သောမြန်မာလူမျိုးအလောင်းများကိုမြုပ်ပေးခဲ့ရသည်မှာယခုအလောင်းနှစ်စု၃လောင်းတတိဖြစ်တယ်။ဒီအကြောင်းတွေကိုမပြောချင်ဘူးပြန်ပြောရင်စိတ်အားနာတယ် ကျွန်တော်လည်းအဲ့ဒီကလေးကသူတို့လိုစောစောတည်သွားရင်ကောင်းမယ်လို့စဉ်းစားမိတယ်။ဟုသူကဆိုပါတယ်။သူဟုနန်းစားသုံးခဲ့တော့ကိုရဲမျိုးကျော်ခေါ်ကိုကလာကထိုင်းနိုင်ငံရှိခွေးဝဲကျုံဘဝတွင် ထိုင်းလုပ်ငန်းရှင်၏လူမဆန်လှစွာသောရက်စက်မှုများကိုမျက်မြင်ကြုံတွေ့ခဲ့ရပြီးကိုတိုင်ခါသီးစွာခံစားခဲ့ရပါတယ်။ကိုကလာဟာအသက်22နှစ်အရွယ်မှာထိုင်းနိုင်ငံကိုရောင်းစားခံခဲ့ရပြီးနှစ်ပေါင်း20ကျော်ကြာအသက်42နှစ်တွင်မှ ဖိုင်းတတိရဲ့နှိမ့်ဆက်ကြုံပြုမှုကိုခံခဲ့ရပြီးပြန်လည်လွတ်မြောက်လာသူဖြစ်ပါတယ်။ခန္ဓာကိုယ်မှာအမရွတ်ပေါင်းများစွာအပြင်ညာဘက်လက်တစ်ဖက်ကတထောင်စစ်အကျော်မှာတိတိယီယီပြတ်နေပြီးခါကြောရိုးစစ်ကြီးကုန်းနေတဲ့ကိုကလာရဲ့နှစ်နှစ်၁၀ကျော်နှိမ့်ဆက်ခံရမှုတို့ကယုံနိုင်ပွဲရာမရှိပါ။ကိုကလာတဲ့မဟုတ်ပါကိုကလာဤဇနီးဖြစ်သူမက္ကင်မနှင့်မွေးဖွားလာသောသားသမီးတို့ကိုပါကျွန်အဖြစ်ခိုင်းစေနှိမ့်ဆက်ခံခဲ့ရသောထိုအဖြစ်သည်ထိုင်းတရားရေးလောကတွင်လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့သောအမှုတစ်ခုလည်းဖြစ်ပါသည် ကိုကလားကိုဘောက်တော်ရှိတက်မတော်မတန်ယုံဝန်ထမ်းလိုင်းကမ်းမှမွေးဖွားတယ်။ဖခင်ဖြစ်သူကတက်မတော်မှတက်ကြည်တူဖြစ်ပြီးရဲတပ်ဖွဲ့မှပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့တယ်။1988မှ1988မှာဖခင်ဖြစ်သူကရဲတပ်ဖွဲ့ကနေထွက်လာခဲ့ပြီးတဲ့နောက်ကိုကလားတို့မိသားစုပဲခူးမျိုးအနီးအင်းတကော်ကြီးရွာကိုပြောင်းရွှေ့ကချမ်းဆိုင်စားခဲ့တယ်။အသာမဲမဲလူကောင်ထွက်ထွက်နေမို့သူ့ကိုကလားလို့အမည်ပြောင်းခေါ်ကြရမှထွေမြည်သည်ပင်တွင်ရစ်သွားခဲ့လေတယ်။ကိုကလားကငါတက်မှကြောင်းထွက်ခဲ့ပြီး တက်ဆက်မှာအလုံးဝင်လောက်တယ်။အသက်16နှစ်အရွယ်မှာကိုကလာကတစ်ခွဲဆက်မှာဝိုင်းစရာတယောက်ဖြစ်လာတယ်။ဝါသနာအရာစိန်ကလာဟူသောအမည်ဖြင့်လက်ဝဲလောကတွင်လည်းကျင်လည်ခဲ့တယ်။မကြာမီမှာပဲကိုကလာအိမ်တော်ကြတယ်။အိမ်တော်ကြပြီး၃နှစ်အကြာ ကလေးတယောက်ရပြီးစီးပွားရေးကကြက်တဲလာပါတယ်။သူ့လက်အောက်မှာအလုံးလုပ်ခဲ့ဘူးတဲ့တစ်ခွဲသမားတပည့်အချို့ကထိုင်းနိုင်ငံမှာအလုံသွားလုပ်ပြီးပြန်လာကြတယ်။သူတို့အဆိုအရထိုင်းမှာတစ်ခွဲဆက်လုပ်သားတဦးပင်လျှင် မြန်မာငွေတသိန်းနဲ့ညီမျှတဲ့ဘတ်ငွေရတယ်။တစ်ခွဲဆက်ဝိုင်းစရာဆိုလျင်လစာပိုကောင်းနိုင်တယ်။အဲ့ဒီချိန်ကာလကမြန်မာငွေတသိန်းဆိုသောပမာဏကတကယ်ပင်မလောက်စရာငွေကြေးဖြစ်တယ်။ဇနီးဖြစ်သူကလည်းထိုင်းမှာအလုပ်သွားလုပ်ဖို့တိုက်တွန်းနေ1992ခုနှစ်မှာထိုင်းနိုင်ငံမှာအလုပ်သွားလုပ်ဖို့ပွဲစားအချိန်ဆက်များနဲ့ကိုကလာတယောက်တည်းထွက်လာခဲ့တယ်။အဲဒီနောက်ပွဲစားကသူတို့ကိုမြဝတီမြို့မှာထားသွားခဲ့တယ်။ ိုကလာတယောက်မြောက်ပရီမျိုးမှာရောင်းလဲလဲဖြစ်နေရကနေကြက်သက်ယုံမှာအလုတ်ဝင်လုတ်တယ်။ကိုကလာကထိုင်းနိုင်ငံအတွင်းသို့သာအလုတ်သွားလုတ်ချင်စိတ်ကတာဆူနေတယ်။ကြက်သက်ယုံမှာလောက်ရသည်ကထင်သလောက်ငွေမရပါ။ကြက်ရစ်ခဲ့တဲ့ဇနီးနဲ့သားထံငွေပို့ချင်နေတယ်။ဒါကြောင့်ထိုင်းနိုင်ငံထဲကိုဝင်ရောက်လုတ်ကင်ခွင့်ရဖို့နောက်ထပ်ပွဲစားများကိုချိန်ဆက်တယ်။မကြမီမှာပဲကိုကလားကိုထိုင်းနိုင်ငံရဲ့ရှီဆက်ယုံတကူမှအလုပ်ပေးမယ်လို့ခေါ်ကပွဲစားများကခေါ်ဆောင်သွားကြပါတယ် တကယ်တမ်းတော့ကိုကလားကိုထိုင်းနိုင်ငံမှာနှမြကျော်ရဲစရာဝန်မစ္စတာဖဲဆူဘတ်၏ထိုင်းနိုင်ငံ ဖေဗူရီခရိုင်ထိုင်းနိုင်ငံကျေးရွာရှိမွေးမြူရေးချမ်းတို့သာရောင်းစားခံခဲ့ရလေတယ်။ဟိုရောက်ရောက်တင်လို့ရတာကစိတ်တွေနွားတွေမွေးတဲ့မွေးမြူရေးချမ်းကြီးထဲမှာရောက်ကလေးကလူတွေကိုနေစရာအိပ်စရာမပေးဘူးအဲ့ဒီကလေးကသွားပြီးဆိုတာသိလိုက်တယ်။ထွက်ပြေးဖို့ရလဲကိုကအဲ့ဒီအချိန်မှာစကားလည်းမတတ်ဘယ်နေရာရောက်နေမှလည်းမသိဘူးလေ။မွေးမြူရေးချမ်းကချမ်းစီကိုခတ်မထားတော့လဲ။ ဘေးပတ်လည်အနီးတစ်ဝိုက်မှာရဲစခန်းများအလုံးနဲ့လူမိုက်များအလုံးမှာတတိဖြစ်သူဖဲစုဘတ်အေးတပည့်များဖြစ်နေသဖြင့်ပြေးမလွတ်နိုင်ကြောင်းကိုလည်းကိုကလာတဖြည်းဖြည်းသိလာရတယ်။ဖဲစုဘတ်ကထိုင်းနိုင်ငံမှာအစင်မြင့်ရဲရရှိဆရာဝန်ကြီးတဦးဖြစ်ပြီးဘန်ကောက်မှမဟာချိုင်တိလုပ်ငန်းများပြန့်ကျက်ထားနိုင်တဲ့လုပ်ငန်းရှင်ကြီးတဦးလည်းဖြစ်ပါတယ်။ကိုကလာနဲ့ရောင်းစားခံကရင်လူငယ်လေးတစ်တိုက်ကမနက်၃နာရီကနေည၇နာရီအထိတနေ့ကုန်မွေးမြူရေးချမ်းအတွင်းအလုပ်လုပ်ကြရတယ်။ နာစာဆိုတာကိုမြင်ပင်မမြင်ဘူးစလိတ်ဖိုးများတောင်းရင်ပင်ညင်ညူဆူဆူဖြစ်တတ်ကြတယ်သူတို့အတွက်စားစရာကတော့တဦးလျင်တစ်နေ့စံတစ်ခွက်စကွဲတစ်ခွက်ပေးပါတယ်ခင်းအတွက်ကတော့ရွာစိအမိုက်ပုံကကော်ဗီဒိုအခွန်များအသီးရွက်ပုံများကိုကျွေးတယ်ညာအိတ်စရာကနေရာမရှိဘူးခြံထဲမှာရှိတဲ့ကားရီဘော်တက်အိတ်နွားတင်းကုတ်ထဲဝင်အိတ်ပဲတတိယလူယုံတွေကအမြဲတမ်းတနက်တွေကင်ထားကြတယ်လို့ကိုကလာကဆိုပါတယ် ူကောင်တောင်းတောင်းထွားထွားရှိတဲ့ကိုကလာကအလုံးလုံးရမှာမခုမကတ်တဲ့အတွက်မကြမီပင်တထေးကမျက်နှာသာပေးခြင်းကိုခံခဲ့ရတယ်။တထေးနဲ့အတူပန်ကောက်လိုက်ရတဲ့အခါများလည်းရှိလာတယ်။ကိုကလာကတဖြည်းဖြည်းနဲ့ထိုင်းဘာသာစကားကိုကျွမ်းကျင်လာပါတယ်။ထိုင်းကိုရောက်ပြီးတနစ်ခွဲလောက်ကြာမှကျွန်တော်လူသတ်မှုဖြစ်တယ်။ဖြစ်ပုံကတော့ပရက်မှာတထေးရဲ့မန်နေဂျာကည7:00နာရီလောက်ကြီးရောက်လာပြီးအသေးရောက်လာတဲ့မြန်မာကလေးတစ်ယောက်ကိုပြဿနာရှာတယ်။ကျွန်တော်နဲ့စကားများရာကနေ သူကကျွန်တော်ကိုတနက်နဲ့ပြစ်ဖို့လုပ်တဲ့ချိန်မှာကျွန်တော်ကဘေးနားမှာရှိတဲ့တန်တရွဲနဲ့ရိုက်လိုက်မိတယ်။ပွဲချင်းပြီးပဲသူထေသွားတယ်။ဟိုကိုကလာကဆိုတယ်။အဲဒီနောက်ကိုကလာကမြို့နယ်ရဲစခန်းမှာလူသတ်မှုအတွက်ကိုရိုင်းသွားရောက်အဖမ်းခံခဲ့ရတယ်။လူသတ်မှုအတွက်ကိုရိုင်းသွားရောက်အဖမ်းခံခဲ့တယ်။နှစ်နှစ်ကျော်အကြာမှာတော့ကိုကလာထောင်ကနေပြန်လွတ်လာခဲ့ပြီးခိုးဝင်နိုင်ငံသားများကိုပြန်ပို့ရန်စူးစီးထားတဲ့ကေဟာကိုအပုတ်ခံရတယ်။အဲဒီကေဟာကလည်းမစ္စတာဖဲဆူဘဲရဲ့အာနာဆက်အောက်ကနေမလွတ်ပါ ဒီလိုနဲ့ကိုကလာကဖဲစုဘက်ရဲ့ကျုံစက်ခန်းခြံကြီးစီတို့ပြန်ရောက်ရပြန်တယ်။ပြန်ရောက်တဲ့နောက်ပိုင်းတွင်တော့ကိုကလာကတထေးရဲ့အတီးကလူယုံဖြစ်လာပါတယ်။တထေးကနောက်တဲ့နှစ်နှစ်ကြာလှုပ်ပေးရင်လစာများအလုံးပြန်ပေးပြီးမြမပြီးပြန်ခွင့်ပေးမယ်လို့စီယုံတယ်။ကိုကလာယုံကြည်ခဲ့ပါတယ်။သို့သောတထေးဘေးနားမှာနေလာရတဲ့အခါသူလူသက်တာတွေကိုကျွန်တော်သိလာတယ်။ကျွန်တော်ရှိရင်သူပြသက်တဲ့မြန်မာနိုင်ငံသားအလုပ်သမားက၃ယောက်ရှိတယ်။ ကျွန်တော်ကိုယ်တိုင်လောင်းတွေကိုမြေကော်ဆက်နဲ့ကော်ပြီးမြုပ်ပေးခဲ့ရတယ်။ထဲကနေရှိသူကတနက်နဲ့ထုတ်ပြတ်တတ်တော့အလုပ်သမားတွေမှာဘယ်နေ့တင်မလဲပဲတွေးနေရတယ်။ဟုကိုကလာကဆိုပါတယ်။တတိပေးမှာအနီးကနေလာရကတနေ့ခွဲ အကြာမှာကိုကလာ ထွက်ပြေးဖို့ကြိုးစားခဲ့တယ်။ချက်မှာကျွန်တော်တက်စောရောက်နေတဲ့လူတွေကတတိပေးကြတယ်။တတိပေးမှာနေရတဲ့လူယုံတွေဟာနှစ်နှစ်သုံးနှစ်ကြာရင်ပျောက်ပျောက်သွားတတ်တယ်။တတိရဲ့လုံရက်တွေကိုသိနေတဲ့အတွက်နှုတ်ပိတ်ပြတ်တာလို့ဆိုကြတယ်။ ဒါနဲ့ကျွန်တော်လည်းထွက်ပြေးဖို့ကြိုးစားတော့တာပဲ။ဟိုကုကလာကဆိုတယ်။ထိုင်းဘာသာစကားကျွမ်းကျင်နေပြီမို့ချမ်းမထွက်ပြေးတဲ့အခါအခက်ခဲသိမ့်မရှိပါ။လမ်းမတွေးသမျှလူများကိုအကူအညီတောင်းခံခဲ့ပြီးတွေ့ရာခီးတဲ့တင်ကားကိုတက်စီခဲ့တယ်။မကြမီမှာပင်လယ်ကမ်းစက်မြို့တစ်မြို့ကိုရောက်ရှိပြီးမြန်မာနိုင်ငံသားများလုပ်ကင်တဲ့ငါးဖက်လုပ်ငန်းတစ်ခုမှာဝင်ရောက်လုပ်ကင်ခဲ့တယ်။ကုကလာကထိုင်းစကားကိုကျွမ်းကျင်တဲ့အတွက်တတိကသဘောကျတယ်။စကားပြန်အဖြစ်ကုကလာကလုပ်ကင်ခဲ့ပြီး တစ်လဘတ်4500ရခဲ့တယ်။နှစ်လကြာမှ Facebook ကကျွန်တော်ကိုချေရခံမိသွားတယ်။ကျွန်တော်ဓာတ်ပုံနဲ့အတူရဲကလာဖမ်းတာ။ကျွန်တော်ကသူ့စီကရွှေတွေတနက်တွေကိုးပါတယ်ဆိုပြီးလာဖမ်းတာ။ဟိုကိုကလားကဆိုတယ်။တတိ Facebook ကကိုကလားကိုဖမ်းလာပြီးမကြမီပစ္စည်းတွေကိုပြန်တွေ့တယ်လို့ဆိုပြီးအမှုပိတ်ပေးပြီးကိုကလားကိုမွေးမြူရေးချန်ရှိရာကိုပြန်ခေါ်သွားပြန်တယ်။မွေးမြူရေးချန်ကိုကိုကလားပြန်ရောက်တဲ့အခါချန်မှာကိုကလားကဲသူပင် ရောင်းစားခံရတဲ့မက္ကီမာဆိုတဲ့အမျိုးသမီးတဦးကိုတွေ့ရတယ်။မက္ကီမာကကရင်ပြည်နယ်လိတ်တော်ဘက်မှထိုင်းတွင် အလုလာလုပ်ပြီးရောင်းစားခံခဲ့ရသူဖြစ်တယ်။မက္ကီမာသည်လည်းအိမ်ထောင်သည်တယောက်ဖြစ်တယ်။ဒါ့ပေမဲ့သူသည်လည်းကိုကလာကဲသို့ပင်ဒီကျွန်းစခန်းကြီးထဲမှာအနာဂတ်ရည်ရချက်မရှိ။ဒီလိုနဲ့သူတို့နှကန်းပဲ့ခြင်းမိမုံမိကြတယ်။အကြမီမာပဲကိုကလာနဲ့မက္ကီမာတို့အိမ်ထောင်ပြုလိုက်ကြတယ်။ကလေးတယောက်ရတယ်။အရွယ်ရကစားအချိန်မှာ အဲ့ဒီကလေးငယ်တီလည်းလွတ်လပ်ခွင့်မရတတိကအတင်းလို့ယူသွားပြီးဘန်ကောက်ရှိသူ့နေအိမ်မှာအခိုင်းစီဖြစ်နေစီခိုင်းတယ်ကိုကလာနဲ့မကင်မကိုလည်းအလौကျံများမနာမနေခိုင်းတယ်နောက်ဆုံးကျွန်တော်ဘလို့မှမခံနိုင်တော့ဘူးလေကျွန်တော်တို့ကမွေးတဲ့ကလေးကအစာသူ့ကြုံဖြစ်နေရတယ်ဒါနဲ့ကျွန်တော်တယောက်တည်းအရင်ထွက်ပြေးဖို့ကြိုးစားတယ်ပြီးမှမိမနဲ့ကလေးကိုပြန်ကယ်မယ်ဆိုတဲ့ရွယ်ချက်နဲ့ပေါ့လို့ကိုကလာကဆိုပါတယ်ယခုတစ်ခေါက်လွန်မြောက်ချိန်မှာတော့ပင်လယ်ဘက်ကိုမသွားတော့ပါ မြို့တက်မြို့မှာအုပ်စီတဲ့လုပ်ငန်းဝင်လုပ်တယ်။ကိုကလာကလှုပ်ကြိုးစားတဲ့အတွက်တတိကသဘောကျတယ်။တတိနဲ့ရင်းနှီးလာတယ်။တတိကိုသူ့ဘဝဇလန်းကိုပြောပြတဲ့အခါခြံထဲမှာကျန်ရတဲ့မိမနဲ့ကလေးကိုတွားခဲ့လို့ရင်ကူညီပေးမယ်လို့ဆိုလာတယ်။တတိကခြံပြင်ကနေကားနဲ့ဆောင်ပေးတယ်။ကျွန်တော်ကခြံထဲကိုခိုးဝင်ပြီးကျွန်တော်မိမကိုတွားပြန်ခိုးတယ်။အဲ့ဒီအချိန်မှာမိမကကျွန်တော်နဲ့ရတဲ့ဒုတိယကလေးတောင်မွေးပြီးပြီ။ကျွန်တော်မိမရောကလေးပါကျွန်တော်နဲ့ပြန်ပါလာပါတယ်။ လို့ကိုကလာကဆိုပါတယ်။မိတို့ပင်ဖြစ်စေကိုကလာတို့မိသားစုကဩဇာအာဏာကြီးမားလာတော့ဖဲစုဘက်ဤလက်ကျဲကြီးအောင်မှမလွတ်မြောက်နိုင်ခဲ့ပါ။အဲ့ဒီမှာကျွန်တော်တို့မိသားစုဘဝလေးတော်တော်ဆင်းပြေပါတယ်။ဆိုင်ကယ်တွေဘာတွေတောင်ဝယ်နိုင်တယ်။ဒါပေမဲ့တနည်းကွဲလောက်ကြတော့ဖဲစုဘက်ကကျွန်တော်တို့ကိုစုံစမ်းမိပြီးပြန်လာဖမ်းပြန်တယ်။ဒီတစ်ခေါက်မှာတော့ဖဲစုဘက်ကကိုကလာအပေါ်အညိုကြီးညှိုးတော့တယ်။အချုပ်ခန်းထဲမှာထိုင်းရဲတွေကဝိုင်းရိုက်တဲ့အတွက် ကိုကလာစိတ်ယုံတက်ရတယ်။ ဈေးရုံကဆင်းတဲ့အခါမွေးမြူရေးခြံကြီးကိုပြန်ရောက်ရပြန်တယ်။ခြံကိုရောက်တဲ့အခါကိုကလားရဲ့ဇနီးနဲ့ကလေးကိုတောင်ပေါ်ခြံကိုပို့ထားလိုက်တယ်။ကိုကလားကတော့ဆောင်းပါအစရင်မြင်ခဲ့ရသည့်ပြစ်တက်ခံကရင်လူငယ်လေးအားခိုင်းသည့်အတိုင်းကိုကလားကိုတစ်ပင်တက်ခုတ်ခိုင်းတယ်။ဖဲစုဘက်ကတနက်ကိုခါထိုးကအောက်ကမတက်ရက်နေတယ်။ကရင်လူငယ်လေးကဲ့သို့သောကံကြမ္မာစိုးကသူ့ထံကြားရောက်လေပြီလားလို့တွေးကကိုကလားကြောက်ရွံ့လာတယ်။ကျိုးဆက်လာတဲ့တိတ်ကိုင်းပေါ်တက်ရင်ခါချင်းကောင်တွေကကြိုက်တဲ့အတွက် လက်ကိုအလော့တစ်ပင်ပေါ်မှာပြုတ်ကြတော့တယ်။ပေ20အမြင့်ရှိတစ်ပင်ပေါ်ကပြုတ်ကြတဲ့အတွက်ကိုကလားရဲ့ဘယ်ဘက်လက်ကျိုးသွားပြီးခါစစ်ကြောယူလည်းကျိုးသွားပါတယ်။ကိုကလားပြုတ်ကြလာတဲ့အခါတတိကအိမ်ထဲကိုပြောင်းဝင်သွားတယ်။လမ်းမပေါ်မှာလက်ကျိုးခါကျိုးတန်ရနဲ့ကိုကလားလဲကြံရစ်တယ်။ရက်ွက်အတွင်က အမြင့်မတော်သူများကကိုကလားကိုဝိုင်းမပြီးတတိရဲ့အိမ်ရှိမှာသွားချထားပေးတယ်။တတိကစိတ်ကူးမပေး။ကိုကလားကများလက်အုပ်ချပြီးတောင်းမှန်ပါတယ်။ ို့တော့လဲတထေကလုံးဝလှိမ့်မကြည့်ကိုကလားကိုတောင်ပေါ်မှာတဲတလုံးထိုးပြီးတယောက်ထဲသွားထားတယ်စံတအိတ်ပေးထားခဲ့တယ်စီးပိုက်တန်လန်းခါရိုးကျိုးတန်ရနဲ့ကိုကလားကစံကိုမချက်နိုင်ဒါကြောင့်ရေးစိန်ပြီးနူးတဲ့အထီထားပြီးမှဝါးစားကအသက်ရှင်ခဲ့ရတယ်ကိုကလားကအသက်ပြင်းလှသူဖြစ်ပါတယ်အဲ့ဒီအချိန်ကြီးအတိုင်းနဲ့ပဲနှစ်လကြာတဲ့အခါထူးထူးထောင်ထောင်ပြန်ဖြစ်လာတယ်ခါယိုကျိုးတန်ရနဲ့ဘေဘက်လက်ကျိုးနေတဲ့ကိုကလားကို နွားစာစင်းနဲ့ဆက်အတွင်းတို့နွားစာထဲသည့်လုပ်ငန်းကိုပို့လိုက်ပြန်ပါတယ်။လက်တစ်ဖက်ကျိုးနေပေမဲ့ကြံတဲ့လက်တစ်ဖက်နဲ့နွားစာကျိတ်ဆက်တဲ့နွားစာထဲရတယ်။သူ့တက်မှာကြောက်တော့လဲနာနေပေမဲ့လည်းလုပ်ရတာပါပဲ။တရက်မှာတော့ကောင်းနေတဲ့ညာဘက်လက်ကနွားစာစင်းနဲ့ဆက်ထဲကိုဝင်သွားတယ်။စက်ကလုတ်ကိုပိတ်ဖို့ကလည်းဘယ်ဘက်လက်ကကျိုးနေတော့ဘလို့မှလှုပ်လို့မရဘူး။ဒါနဲ့ပဲကျွန်တော်မျက်စိရှိတယ်။ကျွန်တော်ညာဘက်လက်တစ်ဖက်ဆက်ထဲစီးစီးညံ့ညံ့ကျေးသွားတာကိုထိုင်ကြည့်နေလိုက်ရတယ်။လို့ကိုကလာကဆိုတယ်။ နွားစာကျိစက်ထဲတွင်ကညာဘက်လက်တစ်ဖက်ကျိုးနေတာကဘယ်ဘက်လက်တစ်ဖက်နဲ့နေတဝက်နေပါအဲ့ဒီအတိုင်းနေခဲ့ရပြီနောက်ကိုကလားကိုတတိကဘန်ကောက်ရှိ သူ့ဖွင့်ထားတဲ့ဈေးကန်းကိုခေါ်ဆောင်သွားခဲ့တယ်။အဲ့ဒီနောက်တော့ခွဲစိတ်ခံထဲမှာကိုကလားရဲ့လက်တစ်ဖက်ကိုတတိကိုယ်တိုင်ဖြတ်ပေးခဲ့တယ်။ခါယိုလည်းကျိုးသွားပြီလက်တစ်ဖက်လည်းမရှိတော့ဘူး။ဒါပေမဲ့တတိကကျွန်တော်ကိုအနာမပေးပါဘူး။ပြန်ပြီးထူးထူးထောင်ထောင်ဖြစ်လာတဲ့အခါကျွန်တော်မိမကိုပို့ထားတဲ့တောင်ပေါ်ချံကိုပို့ပြီးနှွားချောင်းခိုင်းမြန်တယ်။ တောင်ပေါ်ချမ်းမှာတော့လင်မယားနှစ်ယောက်နှွားချောင်းရင်ဖြင့်နောက်ထပ်ကလေးတစ်ယောက်ထပ်ရပြန်တယ်။တောင်ပေါ်ချမ်းဒီကကိုကလာဘောကအတွက်အလဲပြောင်းတစ်ခုဖြစ်လာစေခဲ့တယ်။အိမ်ပင်းနာချန်ကထိုင်းလင်မယားနှစ်ယောက်ကဘန်ကောက်ကိုသွားရင်းနဲ့အစပြောက်သွားတယ်။သူတို့စီးနေတဲ့ကားကိုကျွန်တော်ကမှတ်မိတယ်။တရက်တော့တတိကသူ့အိမ်သာပြင်ဖို့ကျွန်တော်ကိုဘန်ကောက်ကိုသွားခိုင်းတယ်။ဘန်ကောက်ကသူ့ကားကိုတောင်းထဲမှာအဲ့ဒီလင်မယားစီးတဲ့ကားကိုကျွန်တော်သွားတွေ့တယ်။အဲ့ဒီမှာဇလန်ကရှုပ်ထွေးဖို့ဖြစ်လာတာပါပဲ။ဟုတ်ကိုကလာကဆိုပါတယ်။ တောင်ပေါ်ချံကိုပြန်ရောက်တဲ့အခါဘေးကျန်ရှိအဖွာအိုကိုသူ့သားနဲ့ချွေးမတို့ရဲ့ကားကိုဘန်ကောက်မှာရှိတဲ့ဖက်စုဘဲရဲ့ကားကိုတောင်အတွင်မှာတွေ့ခဲ့ကြောင်းကိုကလာကသတင်းပေးလိုက်တယ်။အဖွာအိုကထိုင်းမှုကင်တပ်ဖွဲ့ကိုအဆိုပါဖြစ်စဉ်ကို တိုင်ကြားလေတဲ့အခါကိုကလာကိုထိုင်းရဲတပ်ဖွဲ့မှခေါ်ယူဆစ်ဆေးတယ်။ဖက်စုဘဲတက်ပြီးတဲ့အလောင်းများကိုဝင်းမြူရေးချံအနောက်ဘက်ရှိဝေယုံတော်အနီးမြုပ်လေးရှိကြောင်းကိုကလာကဖော်ထုတ်ပြီးနောက်ဝေယုံတော်ကိုတူးဖော်ရာမြန်မာနိုင်ငံသားအလောင်းများကိုတူးဖော်ရရှိခဲ့တယ်။ အဲဒီနောက်ဖေ့စ်ဘွတ်နဲ့မိသားစုကိုဖမ်းဆီးခဲ့ပြီးကိုကလာနဲ့သူ့မိသားစုကိုတိုင်းမီဒီယာများနဲ့ရဲတပ်ဖွဲ့ကကယ်တင်ခဲ့ပါတယ်။ထိုင်းကလူမှုဝန်ထမ်းကန့်နေမှနေပြီးကျွန်တော်ကအဲ့ဒီအမှုကိုတက်တိတ်ထွက်ရတယ်။ဒေကြတဲ့ဖေ့စ်ဘွတ်ကကျွန်တော်ကိုတရားပြန်ဆွဲသေးတယ်။သူပဲရှုံးပါတယ်။နောက်ဆုံးဖေ့စ်ဘွတ်တည်တံ့ကြပါတယ်။ကျွန်တော်ကိုလည်းရော့ကြီးအဖြစ်မြမငွေသိန်းတစ်ထောင်ကျော်ပေးဖို့မိန့်ချထားပါတယ်။လို့ကိုကလာကဆိုပါတယ်။၁၈ရာစုနှစ်ကအမေရိကတိုက်ရှိလူမဲကျွန်းတို့၏ လူဝဲချင်းချင်းအနှိမ့်ဆက်ခံအညင်ပတ်ခံကြုံပြူခဲ့ရသောဘဝသည် အတိတ်သမိုင်းတွင်ကျန်ရခဲ့ပြီးဟုထင်ကြပါလိမ့်မည်။သို့တော်လည်းလက်ရှိကာလတွင်တော့အရှိတောင်အားရှာရှိစင်ရဲချမ်းသာကွာဟသောနိုင်ငံနှစ်နိုင်ငံအကြားခါးသီးစွာတရှိလျက်ရှိနေသည်ဟုကကိုကလာဤဘဝကတက်တည်ပြလျက်ရှိပါသည်။ပုံမဆိုးရသည်ကတော့ကိုကလာက2014ခုနှစ်တွင်မြန်မာနိုင်ငံကိုပြန်ပို့ခံရပြီးတဲ့နောက်သူနှင်းနာခဲ့သမျှရော်ကြီးများယခုချိန်ထိရရှိခဲ့ခြင်းမရှိပါ။ ဖိတ်စုဘက်ကတည်တံအချခံရတယ်။ဒါပေမဲ့မကြခင်မှာပဲတရားရုံးကဘန်းငွေတန်းရှိတန်တဲ့အမခန်နဲ့သူ့ကိုလွှတ်ပေးလိုက်တယ်။တည်တံကျတရားခန်ကိုအမခန်ပေးခဲ့တာ။အမခန်နဲ့အပြင်ထွက်ပြီးမကြခင်မှာပဲဖိတ်စုဘက်ကကမ်ဘောဒီးယားနယ်စပ်ကိုထွက်ပြေးခဲ့တယ်။ထိုင်းရဲဘက်ကလည်းဖမ်းမမိဘူးလို့ပြောတယ်။အဲဒီလိုဆိုတော့ကိုကလားကိုဖိတ်စုဘက်ပေးရမယ်ရော်ကြီးကလည်းဆိုင်ငံဖြစ်သွားတယ်။ဟုတ်လက်ရှိကာလတွင်ကိုကလားအာကူညီထားသူလူမှုဝန်ထမ်းအဖွဲ့အစည်းတစ်ခုမှမချောချောကဆိုပါရယ်။ မှန်ပါတယ်နှစ်ပေါင်း20ကျော်ကြာမိသားစုလိုက်ကြုံပြုခံရပြီးအမိမြမပြည်သူပြန်ရောက်လာတော့ကိုကလာတို့မိသားစုတခုမြည်သူရက်တည်နေတဲ့နည်းလက်တစ်ဖက်ပြက်ဖြင့်ဒေါကီတာဘွားရောက်နေတော့ကိုကလာသည်မချောချော၏အစီအစဉ်ဖြင့်ထောက်ကျန်းရှိအညင်ပန်းကံမြမလူသမားများအချို့ကိုစူးစီးပေးထားသောနေအိမ်ကလေးတစ်ခုတွင်အုံမုတ်ခွက်ဗတိများလောက်ကအသက်မွေးဖို့ကြိုးစားခဲ့သည်ထိုနေရာတွင်လည်းသူဤစိတ်ဓာတ်ရများကြောင့်အခြားဘွားများနီးတူအဆင်မပြေနိုင်ခဲ့ပါ ကိုကလားမှာဝင်ငွေမရှိတဲ့အတွက်ဇနီးဖြစ်သူမကင်မသည်လဲဆွေမျိုးများရှိရာကင်းပြင်းနဲ့လိတ်တူရွာကိုပြန်သွားရတယ်။ကလေး၃ယောက်ကတော့အဖိုးဘလက်ထဲမှာအထားရတယ်။နောက်ဆုံးကိုကလားတယောက်ဤနားခိုရာကဆွေမျိုးနီးစက်တော်တဲ့ဘုံတော်ကြီးတစ်ပါးတရင်၃ယောက်မွန်ပြည်နယ်အတွင်းမှာဘုံတော်ကြီးចောင်းတို့သာကျွန်တော်တို့ဘွားကသူများနိုင်ငံမှာလဲမိသားစုအတူမနေရဒုက္ခတွေခံရအခုကိုယ်နိုင်ငံရောက်တော့လဲမိသားစုတခွဲတပြားဒုက္ခတွေများနေတော့မယ်။ဘူကျွေးတွေပေါ့ဗျာ။ ဟိုရော်ကြီးဆိုတဲ့ကိစ္စလည်းရရင်လူကျင်တာပေါ့ဒါပေမဲ့ကျွန်တော်ကိုပြန်ခေါ်လာခဲ့တဲ့အစိုးရပိုင်းကလူကြီးတွေကအစနောက်ပိုင်းကျွန်တော်ဖုံးဆက်ရင်ဖုတ်ပိတ်ဖြစ်ကြတယ်ခေတ်တဲ့ဂျွန်စနစ်ဤပြရုပ်လူသားကိုကလာကပြောရင်းနဲ့ငိုကြွေးနေပါတယ်လဝိသမားရင်မာကြီးငိုကြွေးနေပါတယ်နှစ်20ကျော်ကျွန်ပွားမှသူလွတ်အောင်ရုံထွက်နိုင်ခဲ့တယ်သူ့မိသားစုကိုပဲအခက်အခဲများကြားမှကဲထုတ်နိုင်ခဲ့တယ်မြန်မာပြည်မှာစာဝတ်နေရေးအတွက် သူရုန်းကန်နေရစေ လက်ပြတ်ခကုံကြီးဘွားဖြင့်မရက်တည်နိုင်သဖြင့်မိသားစုနှင့်ခွဲနေရတယ်။ယခုတော့ဖဲစုဘက်ကိုဖမ်းမိခဲ့ပြီးရော့ကျေးကိစ္စအတွက်ကိုကလာဤမျောလင်းချက်ရောင်ရည်များပြန်လည်လင်းလာပြီးဖြစ်တယ်။ထိုသတင်းကိုဖတ်ပြီးပြီးချင်းကျွန်တော်ကိုကလာထံကိုဖုန်းဆက်လိုက်ပါတယ်။ဖဲစုဘက်ကိုမော်လမြိုင်မှာမိသွားပြီးကိုကလာဒီအခါလဲကိုကလာငိုနေပါတယ်။ဒီအခါမှာတော့ကိုကလာတယောက်ပျော်ရွှင်ဝမ်းမြောက်သောမျောလင်းချက်ဖြင့်ငိုကြွေးခြင်းဖြစ်ပါစေခူရေးတာ။ ောက်ဆက်တွင်ကိုကလားကိုထိုင်းနိုင်ငံကရော်ကြီးများပေးခဲ့ပါတယ်။ယခုအခါမြောက်ဝတီမြို့အနီးတွင်ကုံစုံဆိုင်လေးတစ်ဆိုင်ခွင့်ကမိသားစုနှင့်နေထိုင်လျက်ရှိပါတယ်။ခတ်စော်မေ7 2020အခုဖတ်ပြခဲ့တာကတော့ဇေယခတ်စော်ရေးသားထားတဲ့ငရဲကမ်းမှ2020ဆိုတဲ့ဖြစ်ရမှန်ဝိတုတိုလေးပဲဖြစ်ပါတယ်ရှင်။ဒုတာရတသာဝီများကိုအပတ်စဉ်တက်ဆက်ပေးမှာဖြစ်လို့ Audio Box Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။ audio book လေးနေထောင်ရင်ဘဝအမောတွေပြပြောက်ပြီးတာယာတဲ့အချိန်လေးပိုင်ဆိုင်ကြပါစေရှင်။